ကျမတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘားလ18ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးကြတာကတော့ရန်ကုန်မှာတိတိတတ်တတ်ငလင်လှုပ်ခတ်ခဲ့တဲ့အတွက်ပြည်သူများအထက်မြင့်တိုက်တာများပေါ်မှာလက်မပေါ်ကို ပြေးစင်ရပြီးဒလမျိုးကိုဗဟုပြု၍တုံးတက်မှကိုအဆင့်ရှိတဲ့ငလင်လှုပ်ခတ်ခဲ့ကြောင် တင်ဆက်ပေးပါမယ် ရန်ကုန်မြို့မှာယမန်နေ့ည7:08မိနစ်အချိန်မှာတိတိတတငလင်လှုပ်ခတ်ခဲ့တဲ့အတွက်ပြည်သူများအထက်မြင့်တိုက်တာများပေါ်မှာလမ်းမပေါ်ကိုပြေးဆင်းရကြောင်းရန်ကုန်မြို့မှာပြည်သူများကပြောဆိုပါတယ်ယမန်နေ့ညပိုင်းစံကြောင်းမြို့နယ်အင်းစိန်မြို့နယ်လေတန်းမြို့နယ်လာတာမြို့နယ်အပါအဝင်ရန်ကုန်မြို့မြို့နယ်အများစုမှာငလင်လှုပ်ခတ်သွားခြင်းဖြစ်ကြောင်းငလင်လှုပ်ခတ်မှုမှာအနေငယ်ပြင်းထန်တဲ့အတွက်ပြည်သူများအထိတ်တလန့်နဲ့အထက်မြင့်တိုက်တာများပေါ်မှာပြေးဆင်းရကြောင်းသိရှိရပါတယ်ဒုံးဆိုတဲ့အတန်ကြီးနဲ့တစ်ချက်ပြီးတော့မှ အထက်အောက်ကိုခါရင်းတယ်လို့လှုပ်တာအကုန်ပြေးစင်ရတယ်စံကြောင်းမှာတော့တိုက်တိုင်းလူလူကပြေးစင်လာကြတာလို့စံကြောင်းမြို့နယ်မင်းလန်းမှာနေထိုင်သူပြည်သူတဦးကဆိုပါတယ်အမျိုးသားညညရဲ့အစိုးရရဲ့ထုတ်ပြန်ချက်အရအော်တိုဘားလ18ရက်နေ့မြန်မာစံတော်ချိန်ည7:09မိနစ်အချိန်ခန့်မှာရန်ကုန်တိုင်းဒလမြို့နယ်အတွင်းမြေအောက်အနက်9ကီလိုမီတာကိုဗဟိုပြု၍ Richter scale 3.9အဆင့်ရှိတဲ့အင်းအားအနေငယ်ရှိမြင်းကလင်းတစ်ခုလှုပ်ခတ်သွားခဲ့ကြောင်းသိရှိရပါတယ်။ယခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ပြင်အားခုနှစ်တသမခုနှစ်အဆင့်ရှိစကိုင်းငလင်ကြီးလှုပ်ခတ်မှုကြောင့်ပြည်သူ၄000ကျော်တေဆုံးခဲ့ပြီးတဲ့နောက်ရန်ကုန်မြို့အပါအဝင်မြို့နယ်ပြည်သူများမှာငလင်အနေအကိုအကြီးအကျယ်စိုးရိမ်နေကြခြင်းလည်းဖြစ်ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့ငဖေးမြို့နယ်စစ်တပ်ရဲ့နေရီကန်ဗျူဟာကုန်းစခန်းမှာထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိတဲ့အပြင်အလင်းဝင်လာသူများစစ်တိုက်ရှိနေကြောင်းတင်ဆက်ပေးပါမယ် မကွေးတိုင်းငဖဲမြို့နယ်စစ်တပ်ရဲ့နေရီကန်ဘီဝါကုန်းစခန်းမှာထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရရှိတဲ့အပြင်အလင်းဝင်လာသူများနဲ့ဇက်တိုက်ရှိနေကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ပါတယ်။အေအေကစစ်တပ်ရဲ့နေရီကန်ဘီဝါကုန်းစခန်းမှာရှိတဲ့အနေငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်းအေအေရဲ့ထိုးစစ်မှာကစင်ကလေးထွက်ပြေးလာတဲ့စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တချို့နဲ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။စစ်တပ်ကနေရီကန်ဘီဝါကုန်းစခန်းမှာရှုံးရီးအတွက် လေချောင်းပစ်ကူနဲ့စစ်ကူများအဆက်မပြတ်ပေးနေတဲ့ကြားမှာအေအေကအကောင်ဆုံးတွန့်ပြန်ခံစင်းတဲ့အတူထိုးစစ်ဆင်းလက်ရှိကြောင်းသိရှိရပါတယ်။အော်တိုဘလ19ရက်နေ့အချို့သောနေရာတွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ကအေအေထံမှအလင်းဖြူထောင်းလက်နက်ချကအလင်းဝင်ရောက်လျက်ရှိကြတကယ်တို့တချို့ကတိုက်ပွဲတွင်လက်ရဖမ်းဆီးရမိကြကြောင်းအရကတ်တက်တော်အနေနဲ့အေအေထံကိုအလင်းဝင်ရောက်လာခဲ့ကြတဲ့ဒူတိုင်းကိုစစ်တုံ့ပန်ဥပဒေနဲ့အညီကောင်းမွန်စွာပြုစုဆောင်ရှောက်ပေးထားလျက်ရှိကြောင်းသိရှိရပါတယ်။ ထို့ကြောင့်အကြံပတ်စစ်ကော်မရှင်ရဲ့မတရားတပြင်းစစ်မှုထမ်းရန်စူးစမ်းခြင်းခံရသူများအနေနဲ့အာရကတ်တက်တော်နဲ့အနီးဆုံးနေရာတွေကိုဆက်သွယ်၍အချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်ကြောင်းအေအေကသတိပေးနှိုးဆော်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့မုံရွာမန္တလေးလမ်းကငွေကောက်ခံဂိတ်များအလုံးပိတ်ရန်ခရင်ပကဖညွန်ချခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုက်မှာမြို့သားညီညွတ်ရေးအစိုးရ NUG အခွန်ကောက်လုပ်ငန်းဂိတ်တွေကလွဲလို့ တခြားကိတ်တွေကိုအော်တိုဘားလ20ရက်နေ့ကစတင်ပိတ်ဖို့ခရိုင်ပကဖကညွန်ကြားချက်ထုတ်ပြန်ထားပါတယ်။တော်လိုင်းတပ်ဖွဲ့တွေလမ်းပေါ်တက်ဂိတ်စုံဖွင့်ပြီးငွေကြေးကောက်ခံနေလို့ပြည်သူတွေပြောဆိုလာတာကြောင့် NUG ရဲ့မုံရခိုင်စစ်တနာခရိုင်ကုကေးရေးအဖွဲ့နဲ့မုံရခိုင်အခွန်ကောက်လုပ်ငန်းများစစ်စစ်ထင်းကျောင်းရေးအဖွဲ့တွေရဲ့တရားဝင်အခွန်ဂိတ်တွေကလွှဲလို့ခရိုင်အထက်ကအလှခံဂိတ်ကအစဂိတ်တွေအားလုံးကိုပိတ်ထားဖို့မနေ့ကထုတ်ပြန်ထားပါတယ်။ခရိုင်ပကဖလက်အောက်ခံတရင်ကရဲဘော်တယောက်က 19ဘွဲ့ရှိရင်19ဘွဲ့လုံးကကောက်တော့ပြည်သူတွေလည်းမြင်လာတဲ့အပိုင်းပါလာတာပေါ့အဲဒါကြောင့်ပိတ်လိုက်တာပါလက်ရှိမုံရွာမန္တလေးလမ်းပေါ်အရင်ကတော့အထက်ကနားလည်မှုနဲ့ကောက်ခွင့်တော့ပေးလာတယ်အလူငွေနဲ့ပတ်သက်ပြီးဆူဆူရွရွလေးတွေဖြစ်တဲ့အပိုင်းတွေတော့ရှိတယ်တကိန်းနဲ့တကိန်းကဝလုံးတပြန်လောက်ပဲခြားတာကိုဂိတ်ဖွင့်ပြီးတော့မှဘာမှလည်းလှုပ်ဆောင်မပေးတော့ပြည်သူတွေလည်းမြင်လာတော့ပေါ့ကိုဘက်ကလည်းမှန်လားဆိုတော့မမှန်ဘူးပေါ့အစင်မပြေကြလို့စားထုတ်လဲတက်ကောက်နေကြတာပါတချို့အဖွဲ့တွေလည်းပြပထောက်ပံ့ငွေမရှိလို့ လမ်းပေါ်တက်ကောက်ခံရတာတွေရှိတာပေါ့လို့ပြောပါတယ်။အရင်ကတော့ဂိတ်ဖွင့်ပြီးငွေမကောက်ကြဖို့မြို့နယ်အနေနဲ့ပဲထုတ်တာရှိခဲ့ပေမဲ့ယခုချိန်မှာတော့ခရိုင်အနေနဲ့ပထမဆုံးချိန်ထုတ်ပြန်တာဖြစ်ပြီးကတ္တစည်းကိုကောက်ခံတဲ့တက်မှတ်ဈေးနှုန်းမရှိဘဲတရာကြီးသာကောက်ခံခဲ့ပေမဲ့ဂိတ်နဲ့အဖွဲ့အစည်းအရေးအတွက်တိုးလာလို့ပိတ်လိုက်တာလို့ဆိုပါတယ်။ညွှန်ကြားချက်ကိုမလိုက်နိုင်ရင်တတိပိအရေးယူသွားမယ်ဆိုပြီးတော်လိုင်းအင်အားစုတွေကအလုံးကိုအတိပေးထားတယ်လို့ဆိုပါတယ်။ဒေသခံတယောက်က ဘာလို့ပိတ်တာလဲဆိုရင်ရတဲ့ငွေကြီးတွေကိုအလွဲသုံးစားလုတာရောပြီးတော့တော်လန်ကြီးအဖွဲမဟုတ်တဲ့သူတွေကလည်းတက်ကောက်နေတာမျိုးတွေကြောင်းလို့သိရတယ်။စာကတော့ခဏခဏထုတ်တာပါပဲ။ပြီးရင်လည်းဒီအတိုင်းပဲဆိုတော့ဘယ်သူမှတိတ်ပြီးဂယုမဆိုင်ကြတယ်လို့ဖြစ်နေတယ်။ထိထိရောက်ရောက်လုံနိုင်ကြပါစေကြောင်းပဲဆုတောင်းနေပါတယ်။မုံရမန္တလေးလမ်းပိုက်ပေါ်မှာအကောက်အများဆုံးပါပဲ။စီဘောက်စာတစည်းကို6000အထိတောင်းတယ်လို့ဆိုပါတယ်။အဲ့ဒီလိုကောက်ယူနေတဲ့ဂိတ်တွေဟာတီဆောင်အရာတော်လမ်းပိုင်း မုံရွာမြင်းမှုလမ်းပိုင်းတွင်မှဂိတ်ပုံများပြီးမုံရွာအရာတော်လမ်းပိုင်းမှာတော့မြို့နယ်အခွန်ဂိတ်ပဲရှိတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကြောင်မဲနယ်တီဘောတိုက်ပွဲမှာ SSPP ကစစ်ကောင်စီကိုကူညီပေးတာတွေရှိနေတယ်လို့ TNL ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းမြောက်ကြောင်မဲနယ်တီဘောမြို့ကိုစစ်ကောင်စီဘက်ကထိုးစစ်ဆင်တိုက်ခိုက်ရမှာရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကစစ်ကောင်စီကိုကူညီပေးခဲ့တာတွေရှိနေတယ်လို့တအောင်းတက်မတော် PSLF တီအန်လေးရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကပြောပါတယ်။နောက်ချို့တိုက်ပွဲမှာတအောင်ဘက်ကလက်နဲ့ချီချာစစ်ကောင်စီထိုးစစ်ကိုခုခံနိုင်ခဲ့ပေမဲ့ကြောင်မင်းနဲ့ဒီဘုံမျိုးမှာတော့ SSPP ကနေမီလမ်းကြောင်းအရာကိုညီတာတွေရှိနေတာကြောင့်တအောင်တက်တီအန်လေးကရည်ရှိခုခံဖို့အခက်အခဲရှိနေတယ်လို့ဆိုပါတယ်။ဒီဘောတိုက်ပွဲမှာတီအန်လေးကကျင်းတီတတာအနီးအပအဝင်ဘောကျိုးကြီးရွာမှာခံစစ်ပြင်ထားပေမဲ့စစ်ကောင်စီက SSPP တင်းကျုပ်ဒေသကနေပြန်လည်ဝင်ရောက်လာတာကြောင့် တီဘောမျိုးတွေကိုအလွင်တကူဝင်ရောက်လာနိုင်တယ်လို့လူကြီးဦးကရွှေပြည်မြေကိုပြောပါတယ်။ကြောင်မင်းနဲ့တီဘောမှာ SSPP ဘက်ကစစ်ကောင်စီကိုကူညီပေးနိုင်တာရှိတော့ကျမတို့စကန်တွေစစ်ကောင်စီကအ мян ထိုးဖောက်ဝင်ရောက်နိုင်တာရှိတယ်။တီဘောကိုကြည့်မယ်ဆိုရင်ကျမတို့ကကျင်တီမာယောဘောဂျူမာယောခန်စစ်အနေနဲ့ပြင်ထားတာရှိတယ်။ဒါပေမဲ့စစ်ကောင်စီက SSPP ထိ ंछ ုပ်ထားတဲ့နေရာတွေကနေတွာလာခွင့်ရပြီးတော့ ကျမတို့ကစင်ကုံမှုတွေရှိပြီးတော့စစ်ကောင်စီကအตาစီရတာမျိုးတွေရှိပါတယ်လို့ဆိုပါတယ်တီဘောမျိုးရင်းကနေ TNL ကတက်ဆုပ်ပေးခဲ့ရပြီးနောက်တီဘောမျိုးပြင်မှာတော့တအောင်တက်ဖွဲ့ဝင်တွေဆက်ရှိနေတယ်လို့လူကြီးဦးကစက်ပြောပါတယ် TNL အနေနဲ့စစ်ကောင်စီကိုတိုက်ထုတ်ဖို့အားလုံးနဲ့ပူးပေါင်းလိုပေမယ်ပူးပေါင်းပါဝင်မှုအားနေတာကြောင့်တအောင်ဘက်ကမျိုးတွေကိုဆက်လက်ထင်းချုပ်ဖို့အခက်အခဲရှိနေတယ်လို့ဆိုပါတယ်ကြောင်မဲမျိုးပြန်ရဖို့စစ်ကောင်စီတက်ကဒိုးစစ်စင်ရမှာလဲကူတွင်းချောင်းကိုဖျက်ပြီး SSPP ထိန်းချုပ်ထားတဲ့နောင်ပိန်လမ်းကြောင်းကနေတဆင့်ထိုးစစ်ဆင်တက်ခိုက်လာတာဖြစ်ပါတယ်။တအောင်တက်ထိန်းချုပ်ဒေသတွေကိုထိုးစစ်ဆင်ရမှာစစ်ကောင်စီက SSPP ကကူညီနေတယ်ဆိုတဲ့တအောင်တက်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးတုံ့ပြန်ချက်ရဖို့ SSPP ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကိုရွှေပြည်မီကဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်။ SSPP နဲ့ TNL ဟာမဟာမိတ်တက်တွေဖြစ်ကြပြီးမြဲတိတုံညာနှစ်ခုစစ်စင်ရေးစတင်ပြီးနောက်ပိုင်းမှာတော့နှစ်ဖက်တက်အကြားနေမြင့်အငင်းပွားမှုတွေမကြာခဏဖြစ်ပွားပြီး ပြစ်ခတ်မှုတချို့လည်းရှိခဲ့ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတော့ကတော့ NCA စာချုပ်ကိုအကောင့်ထဲပေါ်ရန်တဲ့တိုင်းပြည်ခွဲထွက်ရေးလုံးဝလက်မခံလို့မင်းအောင်လှိုင်ပြောပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် KNU CNF ABSDF အပါအဝင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့6ခုကစက်ကူစုပ်ဖြစ်သွားပြီလို့ကြေညာထားတဲ့ NCA အပြည့်ရဲ့စာချုပ်ကိုအကောင့်ထဲပေါ်ရန်လက်မှတ်ရေးထိုးထားတဲ့အဖွဲ့များအလုံးပါဝင်ရမယ်လို့အကြံဖတ်မင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်ဒီမှာနေပြည်တော်မှာ NCA စနစ်ပြအခမ်းအနားလာတက်တဲ့အပြစ်ရဲ့လက်နက်ကင်တချို့နဲ့တွေ့ဆုံစမှာအကြမ်းဖက်မင်းအောင်လှိုင်ကထိုးသို့ပြောဆိုခြင်းဖြစ်ပါတယ်။တနိုင်ငံလုံးအပြစ်ခတ်ရဲစေးရေး NCA စာချုပ်မှာရက်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုအဖြစ်ရောက်ရှိသွားပြီဖြစ်ကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ၊ချင်းအမျိုးသားတပ်ဦး CNF ၊ပအို PNL ၊ ABSDF ၊ NMSP နဲ့ LDU တော်လှန်ရေးတပ်တွေကအော်တိုဘားလ23ရက်နေ့မှာစုပေါင်းထုတ်ပြန်ကြေညာထားပေမဲ့ မင်းအွန်လိုင်းက NCA ကိုဆက်လက်အကောင့်ထဲပေါ်သွားမှာဖြစ်ကြောင်း NCA ကိုဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်ရွေးချယ်ခံအစိုးရလွတ်တော်ရှိရန်လိုအပ်ကြောင်းမူလစတင်လက်မှတ်ရေးထိုးစဉ်ကလေးကလွတ်တော်အစိုးရတက်မတော်နိုင်ငံရေးပါတီများတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး NCA မှပါဝင်ခဲ့တဲ့အဖွဲ့အစည်းများအားလုံးပါဝင်ရန်လိုအပ်ကြောင်းမင်းအွန်လိုင်းကဆိုပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနဲ့စစ်တပ်ကနိုင်ငံတော် တာဝန်ထမ်းဆောင်နေခြင်းဖြစ်တဲ့အတွက် ဆက်လက်ဆွေးနွေးဆောင်ရွက်မှုမရှိ၍ငင်းကျင်း၏လုပ်ငန်းစဉ်များနှောင့်နှေးကြကြောင်းရွှေကောက်ပွဲဟာငင်းကျင်း၏လုပ်ငန်းစဉ်အတွက်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်သဖြင့်လွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွှေကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအဖက်ဖက်မှပူးပေါင်းပါဝင်ဆောင်ရွက်တော်ကြရန်နဲ့ရွှေကောက်ပွဲကျင်းပပြုလုပ်ပြီးထွက်ပေါ်လာတဲ့အစိုးရနဲ့တူငင်းကျင်း၏လုပ်ငန်းစဉ်များမှာဆက်လက်ပါဝင်ပူးပေါင်းဆောင်ရွက်တော်ရန်မင်းအောင်နိုင်ငံစူပါတယ် 2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံပြီး NCA ကိုဆောင်ရွက်ထားခြင်းဖြစ်ကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့အတွက်လက်ရှိအချိန်မှာအခိုင်အမာဆုံးဖြတ်ကြောင်းအခြေခံဥပဒေအားပြင်ဆင်၍ရသည့်များကိုပြင်ဆင်ပြီးတော့မှာဖြစ်ကြောင်းဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်ဆိုပေမဲ့လည်းနိုင်ငံ내ကန့်ကြီးတဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ရန်လိုအပ်ကြောင်းဖြစ်ချင်တာထက်ဖြစ်နိုင်တာဖြစ်တဲ့တာကိုပုံမူဦးစားပေးပြီးဆောင်ရွက်တင်ကြောင်းတိုင်းပြည်ခွဲထွက်ရေးကိုစစ်တပ်ကလုံးဝလက်မခံကြောင်းမင်းအောင်လှိုင်ကပြောဆိုပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ၊ချင်းအမျိုးသားတပ်ဦး CNF ၊ပအုပ် PNL ၊ ABSDF ၊ NNSP နဲ့ LGU တော်လှန်ရေးတပ်တွေရဲ့အော်တိုဘားလ13ရက်နေ့ထုတ်ပြန်ကြေညာချက်မှာစစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့အနှစ်သာရအခြေခံမှုများနဲ့ရည်မှန်းချက်များကိုပျောင်ပျောင်တင်းတင်းဖျက်ဆီးလိုက်ပြီးဖြစ်ပြီး NCA အကောင့်တွေပေါ်မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကစက္ကူစုပ်တစ်ခုအဖြစ်ကိုရောက်ရှိသွားစေကြောင်း NCA စာချုပ်အပေါ်ကျင့်ဝတ်ဆောင်ထင်းခြင်းမရှိဘဲ အချင်းချင်းချိုးဖောက်ခဲ့တဲ့စစ်အုပ်စုကပြည်သူလူထုကိုအင်အားသုံးကပုံစံအမျိုးမျိုးနဲ့ဖန်စီနှိပ်စက်တပ်ဖြတ်လာခဲ့သည်တမကလေကြောင်းတက်ခိုက်မှုများအပါအဝင်ပြည်သူလူထုကိုအကြမ်းဖက်တပ်ဖြတ်မှုများနေ့စဉ်ကျူးလွန်နေကြောင်းထောက်ပြထားပါတယ်။စစ်အုပ်စုရဲ့ NCA အမိခံပြီးပြုလုပ်မဲ့ဟန်ပြလုပ်ငန်းစဉ်များနဲ့စစ်အုပ်စုမှ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့၍ပြက်ပြဲသွားပြီဖြစ်တဲ့2008ဖွဲ့စည်းပုံခြေကံဥပဒေအောက်မှာကျင်းပရန်ပြင်ဆင်နေတဲ့အတုအယောင်ရွေးကောက်ပွဲတို့ဟာစစ်အာဏာရှင်တွေက နိုင်ငံကိုတတလုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိရင်ကြိုးပမ်းကျင်းတာဖြစ်ကြောင်းနိုင်ငံရဲ့အကျအတင်းနဲ့ပြည်သူလူထုရဲ့စိတ်ရဲ့ဒုက္ခများကိုဖြေရှင်းနိုင်မှာမဟုတ်ပဲပရိပခတ်များသာပို၍ခြေလျားဈေးမှာဖြစ်ကြောင်းတိုင်းသာတော်လိုင်းတပ်ဖွဲ့6ခုကကြေညာထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့ရခိုင်လူမျိုးများပြည်တော်စုက ခွဲထွက်ရင်ပြတိုင်းမှာကြည်ရတော်မဲလို့ဥဇော်အင်းမောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်လူမျိုးများပြည်တော်စုကခွဲထွက်ပါကပြတိုင်းမှာသာကြည်ရတော်မှာဖြစ်ပြီး ပြည်လူမျိုးများကိုနမူနာကြည့်ထားကြလို့ဥဇော်အေးမောင်ကပြောဆိုလိုက်ပါတယ်။အော်တိုဘလ15ရက်နေ့နေပြည်တော်မှာစစ်ကောင်စီကဦးစီးကျင်းပပြုလုပ်ခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCE စနစ်ပြည်အခမ်းအနားမှာဦးဇော်အေးမောင်ကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ဦးဇော်အေးမောင်ကကျွန်တော်တို့ရခိုင်ပြည်နယ်ကိုကြည့်လိုက်ပါစို့။ရခိုင်ပြည်နယ်ဟာပြည်တော်စုက ခွဲထွက်လို့မရဘူး။ပြည်တော်စုကခွဲထွက်တာနဲ့မကြခင်မှာရခိုင်လူမျိုးနဲ့ရခိုင်ပြည်နယ်ဆိုတာပြတိုင်းမှာကြည်ရမယ်။ ကျွန်တော်ပြောတာမယုံမရှိနဲ့ပြည်လူမျိုးဆိုတာဒီကနေ့ပြလို့မရတော့ဘူးဘယ်မှာလဲပြည်လူမျိုးပြနိုင်မှာပဲရှိတော့တယ်အဲ့ဒီသတင်းစကားကိုတော့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးရီသဘောတူစာချုပ်အမှားစကားပေးလို့ပါတယ်လို့ဆိုပါတယ်ဥဇော်အေးမောင်ဟာရခိုင်အမျိုးသားပါတီက ANP မှာထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ခဲ့ပြီးလက်ရှိမှာတော့စစ်ကောင်စီကခန့်အပ်ထားတဲ့တိုင်းရင်းသားလူမျိုးရေးရဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်လက်ရှိမှာအရကတ်တော် AA ကပလောဝအပေါင်းအဝင်ရခိုင်ပြည်နယ်က မြို့နယ်15မြို့နယ်ကိုသိမ်းပိုက်ထားပြီးကြောက်ဖြူစစ်တွေမန်အောင်မြို့နယ်ရီကိုဘာသိမ်းပိုက်ရရှိရေးထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်မှာစတင်ကရခိုင်ပြည်မှာစစ်ကောင်စီရဲ့တပ်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးလက်ရှိမှာရခိုင်အစပ်ရခိုင်ရိုးမနဲ့အနီးဆက်ဆုံးနေရာတစ်ခုဖြစ်တဲ့နေရီကန်ဘူဝါကုန်းကိုအေအပါအဝင်တော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်နေပါတယ်။အော်တိုဘားလ15ရက်နေ့နေပြည်တော်မှာကျင်းပပြုလုပ်ခဲ့တဲ့ NCA စနစ်ပြည့်အခမ်းအနားမှာ ဥဇော်အေးမောင်ကစစ်ကောင်စီကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးပြောဆိုခဲ့ပါတယ်။ဆက်လက်ပြီး၎င်းကမဲပေးခြင်းဟာနိုင်ငံသားတဦးရဲ့အမြင့်ဆုံးအခွင့်အရေးတစ်ခုဖြစ်ကြောင်းနဲ့အသေးကြားကမဲတပြဖြင့်တောင်ပေါ်အနှံလိုက်ခြင်းဖြစ်ကြောင်းကိုဥဇော်အေးမောင်ကရှင်းပြပါတယ်။လာမယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအဖွဲ့အစည်းနဲ့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် KNU CNF ABSDF PNLO NMSB LDU တို့ကကန့်ကွက်ထားကြပါတယ်။နှစ်ပေါင်း80ကျော် တိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေတဲ့လက်နက်ကင်ပြစ်ပခတ်ဟာနိုင်ငံကိုဒုက္ခပေးနေခြင်းဖြစ်ပြီးအခြားနိုင်ငံများကမြန်မာနိုင်ငံထက်စီးပွားရေးအရကြိုတက်သွားပြီဖြစ်ကြောင်း၎င်းကဆိုပါတယ်။ဦးစောအိမ်မောင်ကတိုက်ပွဲဖြစ်တဲ့နေရာကိုကြည်လိုက်ပြည်သူလူထုပဲဒုက္ခရောက်တယ်ဘာမှဖြစ်မလာဘူးနှစ်ပေါင်း80နာနီးလာပြီးတိုင်းရင်းသားတွေလက်နက်ကင်ပုံကန်နေတိုင်းရင်းသားပြည်နယ်ဖြစ်လာသလားတိုင်းရင်းသားနိုင်ငံဖြစ်လာသလားဘာမှဖြစ်မလာဘူးဘာဖြစ်သွားသလဲမွေတယ်စင်းရဲတယ်ပညာမတတ်ဘူးပညာမတတ်တော့စင်းရဲတယ် စင်းရဲလို့ပညာမတတ်ပညာမတတ်လို့စင်းရဲပညာမတတ်လို့ဒုက္ခရောက်မုံလုံးဆက်ကိုကတ်နေတယ်လို့ဆိုပါတယ်ဒါပြင်လက်ရှိလက်နက်ကင်ပြီးစေအုပ်စုကိုတော်လန်နေတဲ့တိုင်းရင်းသားလက်နက်ကင်များအပါအဝင် PDF များကိုလာရောက်အလင်းဝင်ကြရန်ဦးဇော်အေးမောင်ကပြောထားတာကိုတွေ့ရှိရပါတယ်ဦးဇော်အေးမောင်ကလာပြီးတော့အလင်းဝင်ပါနိုင်ငံတော်နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ပါနိုင်ငံတော်အာဏာကိုလိုချင်ရာနိုင်ငံရေးပါတီထောင်တော်၎င်းတတိပုဂ္ဂလကတော်၎င်းဝင်ရောက်ရှင်ပြိုင်ပါနိုင်ငံတော်ဖွံ့ဖြိုးရာတိုးတက်ကြောင်းဝင်ရောက်လွတ်ကင်ပါ တနက်ကင်ပြီးတော့တော်လန်လူကတော့လူရီသေးတာပဲအဖက်တင်းမယ်ဘယ်တော့မှနိုင်ငံရဲ့အာဏာကိုမရနိုင်ဘူးလို့ဆိုခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြပ်ဖက်စစ်အာဏာရှင်စိုးစိုးလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီးတော်လန်နေသည့်ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ